အဋ္ဌိအနန္ဒာဆိုတဲ့တကောရောအနန္ဒာနဲ့ပြည့်စုံတဲ့ဇတိယဖရာယင်မြင်ပေါ်ရောက်ခိုင်မနက်ကတရားထိုင်ရင်းနဲ့ပေါ်လာတဲ့အထွေတစ်ခုပါပဲအရိယတို့ရဲ့နေနီးပေါ့အရိယဆိုတဲ့နိုဘယ်ပါဆန်မြင့်မြတ်တဲ့သူတွေဘယ်လိုနေကြသလဲသူတို့နေတာကအရိယသစ္စာနဲ့နေတာပါပဲ။ ဘောနိမကတိဒုက္ခသမုဒယစွန့်လေတော့သူတို့ဘာတွေဘွားပြီးတော့နေသလဲဆိုတော့သီလသိက္ခာ၃ပါးဓမ္မရိသိက္ခာ၃ပါးပညာသိက္ခာ၂ပါးမကသစ္စာအဲ့ဒီလိုမကသစ္စာနဲ့မကကိုရှုသိပြီးတော့သူတို့နေကြတယ်ပေါ့ဘာပဲလုံလုံပေါ့စီးပွားရေးပဲလုံလုံလူမှုရေးပဲလုံလုံသူတို့ တတိအတိနဲ့သူတို့လောက်တဲ့အတွက်ကြောင့်မကပွားနေတာပွားနေမကတိဒုက္ခအဲ့ဒီလိုမကသစ္စာကိုပွားပြီးတော့ဒုက္ခသစ္စာကိုသိပြီးတော့နေတယ်။ဩဒီလောကကြီးတဲ့ဒုက္ခပါပဲ။အနှစ်အသားမပါ နေဆဆိုရဲနဲ့နှစ်လည်းမရှိဘူးဒုက္ခဆိုရဲနှစ်လည်းမရှိဘူးအတ္တဆိုရဲနှစ်လည်းမရှိတဲ့အတွက်ကြောင့်အနှစ်အတားမှာပါဆက်ဆုပ်เสียလောကကြီးဘာအနှစ်မှာမရှိတဲ့အတွက်ကြောင့်ဒုက္ခလို့တိပြီးတော့နေတယ်ကောင်းတဲ့ခါလဲကောင်းတဲ့ဝေဒနာတွေစံစားရလဲဒုက္ခဆိုးတဲ့ဝေဒနာတွေခံစားရလဲဒုက္ခသူတို့ရဲ့ဒီအတိနဲ့ လောကကြီးကိုညှိပြီးတော့ကောင်းတဲ့အခါမှာလည်းသူတို့လောဘမထက်ဘူးဆိုးတဲ့အခါမှာလည်းဒေါသနဲ့စိတ်မပြတ်ဘူးသူတို့ရဲ့ဒီအတိတရားနဲ့လောကကြီးကိုညှိပြီးတော့ကောင်းတာလည်းဒုက္ခဆိုးတာလည်းဒုက္ခအဲ့ဒီလို လောကကြီးကိုအတိတရားနဲ့ညှိပြီးတော့နေတာနောက်တစ်ခုကသမှုရိယဆွန့်လေတော့ မကောင်းတဲ့ကိလေသာအစွဲတွေကိုစွန့်တာပေါ့သူတို့မကောင်းတဲ့စိတ်တွေကိုစွန့်နေမယ်မကောင်းတဲ့ဝါသနာတွေမကောင်းတဲ့ကံအလုပ်တွေကိုသူတို့စွန့်ပြီးတော့နေတယ်ပေါ့မကောင်းတဲ့စိတ်အစွဲတွေမကောင်းတဲ့ကံအစွဲတွေကိုသူတို့စွန့်ပြီးတော့နေတယ်စွဲပြီးတော့နေတာမဟုတ်ဘူးစွန့်ပြီးတော့နေတယ် ငြိအေတဲ့ကံនិရောဓံအရိယံတွေလို့ဘောအရိယတွေကြတော့သူတို့ငြိအေတဲ့ကံနေနဲ့သူတို့နေတယ်ဘာကံမဲ့ပြုပြုဘာကံမဲ့ပြုပြုမနောကံမဲ့ထွေးထွေးသမှုရိယဆွဲတွေမှာပါတဲ့အတွက်ကြောင့်ထွေးလိုက်တိုင်းအေးနေသမှုရိယဆွဲတွေမှာပါတဲ့အတွက်ကြောင့်သူတို့ပြောလိုက်တိုင်းအေးနေမယ် သမှုရိယဆိုတဲ့အစွဲတွေမရှိတဲ့အတွက်ကြောင့်သူတို့ပြုတ်လိုက်တိုင်းအေးနေတယ်။အဲ့ဒါလို့ငြိမ်းအေးတဲ့ကံဆိုတာနိရောဓံအရိယံတွေလို့ပေါ့။ဒါဆိုရင်အရိယတွေဘယ်လိုနေသလဲ။သူတို့နေတာကဒီသစ္စာနဲ့ပဲနေတယ်။မေကသစ္စာကို ပွားပြီးတော့နေတာ။ဒုက္ခသစ္စာကိုသိပြီးတော့နေနေတာ။ နိရောဓသစ္စာကိုအိပ်ပြီးတော့နေနေတာတမှုရိယဆိုတဲ့အစွဲလန်းတွေကိုစွန့်ပြီးတော့နေတာဒုက္ခကိုတိပြီးတော့နေတာတမှုရိယကိုစွန့်ပြီးတော့နေတာနိရောဓငြိမ်းအေးပြီးတော့နေတာသူတို့ရဲ့အသိဉာဏ်တွေနဲ့လောကကြီးကိုဖွေးပြီးတော့သူတို့ရထားတဲ့အသိဉာဏ်မဂ္ဂကိုအမြတ်တတ္တဝါတွေလည်း တည်ခွင်ရအောင်သူတို့ရထားတဲ့ရွှေအိုးကိုအများအတွက်လဲအသုံးချလို့နိုင်အောင်သူတို့ရထားတဲ့ဒီမဉဏ်ကိုလောကကြီးကိုအလင်းဖေးတာသူတို့ရထားတဲ့ဒီအသိဉာဏ်တွေကမြတ်တတဝါတွေကိုလည်းသူတို့မျှဝေဖြတ်ပေးနေတယ်အဲ့ဒီလိုနေခြင်းမျိုးကိုဘောအနေမက်ကတိဒုက္ခတမှုရယစွန့်လီတော့ ငြိမ်းအေးတဲ့ကံနိရောဓံအရိယံတွေ့လို့ပေါ့အဲ့ဒါဆိုရင်တို့တမ္မန်လူသားလေလူတမ္မန်တွေ့လို့နေမလားအရိယံတွေ့လို့နေမလားအာရိယံဆိုတဲ့မြင့်မြတ်တဲ့လူပေါ့တို့ဘာပဲလှုပ်လှုပ်မက္ခနဲ့ပွားလိုက်ပါဒုက္ခလို့သိလိုက်ပါသမုဒယကိုစွန့်လိုက်ပါနိရောဓနဲ့ငြိမ်းနေပါ တို့ပါပဲပြောပြောမကနဲ့ပွားလိုက်ပါဒုက္ခလို့သိလိုက်ပါတမှုရိယဆွန့်လိုက်ပါនិရောဓနဲ့အေးနေမှာတို့ပါပဲထွေထွေမကနဲ့ပွားနေပါဒုက္ခကိုသိလိုက်ပါတမှုရိယကိုဆွန့်လိုက်ပါនិရောဓနဲ့အေးနေမှာတန်ဆန်တို့ထိုင်တဲ့ခါမှာတို့တရားရှုခံမှာရှုညာလေးနဲ့ မက္ကနဲ့အတိတတိနဲ့မက္ကနဲ့တခါရှုဒုက္ခလို့တခါသိသမှုရိယအစွဲကိုတခါဆုံးဏိရောဓနဲ့တခါငိမ်မက္ကနဲ့တခါရှုဒုက္ခတခါသိသမှုရိယတခါဆုံးဏိရောဓတခါငိမ်ဆိုတော့တိလိုက်တာနဲ့ဆိုတာငိမ်အိမ်မှုပေါ့တိတာကမက္ကမဉ္ဉံပေါ့ ငြိမ်းအေးတာကနိရောဓနိဗ္ဗာန်ပေါ့သိညာနဲ့နိဗ္ဗာန်အသိညာနဲ့နိဗ္ဗာန်သိစောငြိမ်းသိလိုက်တာနဲ့ငြိမ်းအေးမှုအဲ့ဒီလိုနေနိုင်တဲ့ပုဂ္ဂိုလ်ကိုအရိယာလို့ခေါ်မယ်အဲ့ဒီလိုနေထိုင်ခြင်းကိုအရိယာတို့ရဲ့နေနီးလို့တို့ယင်နေဆွဲနေအောင် မှတ်သားကြဖို့ပါပဲအလုံးအရိယာတွေလိုနေနိုင်ကြပါစေ